ုတေသနပုံစံနဲ့ပတ်သက်လို့ကတော့အချမ်းမြအဖြစ်နှမျိုးခွဲတယ်လို့ပြောတယ် qualitative နဲ့ quantitative now တကယ်တဲ့ထဲထဲဝင်လေ့လာမယ်ဆိုတော့သူတေသနပုံစံကအဲ၃မျိုးရှိတယ်ပေါ့ နော် exploratory ရဲ့ descriptive ရဲ့ casual research ရဲ့အဲ့တော့အဲ့ဒီလိုလုပ်တဲ့အခါမှာအဲ့ဒီသူတေသနာတွေနဲ့ပတ်သက်ပြီးတော့မှလုတ်ကင်ဆောင်ရွက်တဲ့အခါမှာလူအပ်တဲ့အကြောင်းအရာအချက်အလက်တွေလို့ပြောရတဲ့ data တွေကိုဆရာမတော်ဘယ်လိုခောက်ကြမလဲဒါနောက်တစ်ဆင့်ထက်တယ်ပေါ့အဲ့ဒါကို data collection method တွေအဖြစ်နဲ့လေ့လာခဲ့တယ်အဲ့တော့ data collection method ဆိုရင်ဆရာမတော်အကြမ်းများဖြင့်ခုနှစ်ခုခွဲတယ်လို့လေ့လာခဲ့ပါတယ်ပထမဆုံးတစ်ခုကတော့ interview method ပါနောက်တစ်ခုကတော့ questionnaire တွေ create လုပ်ပြီးတော့မှ ါအဲဆိုရင်လိုအပ်တဲ့အချက်လက်တွေကိုကောက်ယူစုဆောင်းတဲ့ method ပါ နောက်တစ်ခုကတော့ reporting ပါနောက်တစ်ခုကတော့ရှိပြီးသား data တွေကို ပြန်ကောက်တဲ့အဲတနည်းအားဖြင့်ပြန်လဲပြီးတော့မှကိုတိကျင်ရှိပြီးသား data တွေကကိုတိကျင်တဲ့အချက်လက်တွေကိုရွေးထုတ်ရယူတဲ့နည်းလမ်းပေါ့နော်နောက်တစ်ခုကတော့စူးစမ်းလေ့လာတဲ့နည်းလမ်းနောက်တစ်ခုကတော့ focus group ပေါ့နော်လူနည်းစုလေးကိုခွဲပြီးအဲ့ထုံနည်းစုလေးကမှတစင်ကိုလိုချင်တဲ့အချက်အလက်တွေကိုရယူတဲ့နည်းလမ်းနောက်တစ်ခုက combination research ပေါ့ နော်အဲ့တော့ဆိုရင်ဆီယမရာ focus group နဲ့ interview ပေါင်းထားတာမျိုးတွေအဲ့ဒါ combination research ကိုပြောလို့ရတယ်ပေါ့အဲ့တော့ဒီနည်းတွေနဲ့ပတ်သက်လို့ဆီယမရာလေ့လာခဲ့ဟုတ်ပြီဒီနည်းတွေကိုသုံးပြီးတော့မှလိုအပ်တဲ့အကြောင်းအရာအချက်လက်တွေကိုဆီယမရာကောက်တော့မယ်ဆိုရင်ကိုစိတ်ဝင်စားတဲ့အကြောင်းအရာအချက်လက်တွေကတခုတည်းမကရှိတယ်အများကြီးပဲတော့တကယ်တမ်းကပြောရင်အာပြီးတဲ့အခါမှာစိတ်ဝင်စားတဲ့အချက်လက်တွေကလည်းနေရာပေါင်းစုံမှာ နော်အာဆီယမရာဌာနဘောင်းဆောင်မှာအများကြီးပဲရှိသမျှအချက်လက်တွေကောက်ဖို့ဆိုရင်အချိန်လေးကုန်တယ်ငွေလေးကုန်တယ်ပြီးတဲ့အခါမှာအာဆိုရင်အကုန်လုံးရဖို့လဲဘလို့မှမလွယ်ဘူးအဲ့တော့ဘာလို့ရလဲအာဆိုဘလို့ဟိုတိချင်တဲ့အကြောင်းအရာစူးစမ်းချင်တဲ့အကြောင်းအရာအချက်လက်ထဲမှာဆီယမရုရနိုင်မဲ့တနည်းအားဖြင့်အာဆီယမရာရေးစကားတက်တက်တာတာနဲ့ နော်အဲဆိုရင်ဆီယမရာဖြစ်နိုင်ခြေရှိတဲ့ကောက်လို့ရနိုင်ခြေရှိမဲ့ဒါမှမဟုတ်ရင်ဆီယမရာတကယ်ကိုဆီယမရာရနိုင်ခြေရှိမဲ့အချက်အလက်မျိုးနော်အဲဆိုရင်တနည်းအားဖြင့်ဥယေကြီးတစ်ခုလုံးကိုကိုစားပြုနိုင်တဲ့အချက်အလက် အချို့ကိုပဲရွေးထုတ်ပြတော့ဆီယမရာကောက်စူးစားစိတ်ဝင်စားတဲ့အချက်အလက်အများကြီးကိုမကောက်နိုင်တဲ့အတွက်သူ့သူ့ကိုအေးစိတ်ဝင်စားတဲ့အချက်အလက်အားလုံးကိုကိုစားပြုနိုင်မဲ့အချက်အလက်အချို့ကိုရွေးပြတော့ပဲနမူနာကောက်ယူရတယ် နော်ကောက်ကိုစူဆောင်းရတယ်အဲ့ဒါကိုနမူနာကောက်တယ်လို့ပြောခဲ့တယ်အဲ့တော့ရှေ့မှာလည်းအဆရာမတို့လေ့လာခဲ့ပါတယ်အဲ့ဆိုရင် population ဆိုတာသိရမယ် research methodology တွေလေ့လာတဲ့သူတွေ sample ဆိုတာသိရ population ဆိုတာဒီစိတ်ဝင်စားတဲ့အချက်လက်အားလုံးပါဝင်တဲ့အစုအဝေးကြီးလို့ပြောပါတယ် နော်အဲ့တော့ဆ iam မရအဲ့ဒီ population ရဲ့အစိတ်အပိုင်းလူမမဟုတ်ပါဘူးနော်ဆ iam မကြာခဏတတိပေးဆွေးနွေးတဲ့အခါမှာမကြာခဏတတိပေးပါအာဆ iam မရတရိဆန်နေလဲဖြစ်ရင်ဖြစ်မယ်အာဆိုရင်ဆ iam မရမြေအေကတွေလဲဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်ရင်လဲအရာဝတ္ထုတွေလဲဖြစ်ရင်ဖြစ်မယ်တိုင်းတာတတ်မှတ်လို့ရတဲ့အချက်လက်တွေအားလုံးဖြစ်